Hello အားလုံးပဲမင်္ဂလာပါဖိုးဘောမချန်ကနေကြိုဆိုပါရစေဆိုတော့ဒီနေ့ညမှာဆိုလို့ကျွန်တော် Champions League ပွဲတွေကျွန်တော်ဒါပွဲစဉ်နှစ်ဖြစ်ကျွန်တော်ထပ်ပြီးတော့ကစားကြအောင်မယ်ပေါ့နော်အဒီရက်မှာဆိုလို့ရင်ဘိုရိုဂလင်းနဲ့ကျွန်တော်ဒါစပါတို့ပွဲစဉ်တွေကျွန်တော်ရှိမယ်ဘိုင်ယန်တို့ပွဲတွေကျွန်တော်ရှိမယ်အက်တလတီကိုတို့ကျွန်တော်ပွဲစဉ်တွေရှိမယ်ဆိုအဲ့ဒီပွဲစဉ်၃ပွဲကိုကျွန်တော်ဒီဗီဒီယိုလေးမှာ ပြောကြည့်အောင်ပါပထမဆုံးကတော့ဘိုင်ယန်တို့ကျွန်တော်ရှင်မင်းကစားမယ်ပေါ့နော်ဘိုင်ယန်ကတော့ပွဲစဉ်၁မှာဆိုလို့ရှိရင်ကျွန်တော်တို့ Chelsea လို့အသင်းမျိုးကိုကျွန်တော်တရီဝန်နဲ့အိမ်ဝင်းမှာအနိုင်ယူထားတဲ့ကျွန်တော်အသင်းဖြစ်တယ်ကျွန်တော်တဖက်ကဒီ Puffos လို့ကျွန်တော်ခေါ်ရမလားနော်အဲ့ဒီအင်းကတော့ကျွန်တော်ဒါ Olympia Coach ကိုအဝေးကွင်းမှာဂိုးမရှိတည်ကြထားတယ်ဆိုတော့ဘယ်လိုပြောမလဲဒီ Bayern အတွက်ကတော့ဗောနော်ဒါဟာ6မှတ်အပြည့်ယူဖို့အတွက်ကျွန်တော်ဒါအခွင့်အရေးကောင်းမှာဟောငါဟိုအားမရှိတော့ဘူးနော်ဟွန်းเนาะဆိုတော့အခွင့်အရေးကောင်းမှာဆိုတော့အခွင့်အရေးကောင်းမှာဆိုတော့ Bayern အနေနဲ့ကျွန်တော်ရှေ့လျှောက်ဗောနော်ပွဲကြီးတွေမလာသေးတဲ့အချိန်မှာဒီလိုပွဲမျိုးက ဂိုးများများကျွန်တော်ပေါ့နော်အမှတ်ပြည့်ယူထားမယ်ကျွန်တော်ပွဲမျိုးပါနော်ဆိုတော့ sorry 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 အာမရှိတော့ဘူးလက်တငါကြည့်ရမှာပဲဆိုတော့ Benzin Company ရဲ့အတင်းကဒီယာဒီမှာအကောင်းဆုံးပုံစံနဲ့ကျွန်တော်ပေါ့နော်ဒီ performance ဒီကျွန်တော်ပြနေတယ်သူတို့မှာ Louis Diaz တို့ဘာတို့ခြေသွမ်းနေပြနေတယ်ပြင် Ulysses တို့ Harry Kane တို့နော်ကနကနာဘရီတောင်မှတအားကောင်းပြနေတဲ့ဆက်သမားတွေနော်ကနာဘရီတောင်မှပြန်ပြီးတော့ကောင်းလာပြီအဲ့တော့ဒီပွဲက ကျွန်တော်တို့ဒါရှိရှိဝေးဝေးပြောစရာလိုလိမ့်မယ်လို့ကျွန်တော်မထင်ဘူးအဝေးဝင်းဖြစ်ပေမဲ့လို့ Bayern Munich အနေနဲ့ Buffalo ကိုတော့ကျွန်တော်တို့ဒါအရာကျွန်တော်တို့ဒါအနိုင်ယူပြနိုင်မှကျွန်တော်တို့ဖြစ်မယ်ဒါပြီးရှေ့လျှောက်သူတို့ဒီနေနဲ့ပေါ့နော်ကစားမဲ့ပွဲစဉ်တွေကကျွန်တော်မလွယ်တော့ပါဘူးเนาะမလွယ်တော့ပါဘူးဆိုတော့ခါကျတော့ Bayern Munich အနေနဲ့ဒီပွဲဟာ Immerton ကိုသုံးမှတ်เนาะ Immerton အရေးကြီးတဲ့ကျွန်တော်ပွဲမျိုးပါ Bayern အတွက်ကတော့ကျွန်တော်တို့ဒီပွဲက ဂူရီပါတွေပြက်မပြက်ပဲကျွန်တော်စောင့်ကြည့်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဘာကြောင့်လဲဆိုတော့ဘိုင်ယန်ကဒါပြင်ကလပ်ဘရူးနဲ့ကစားမယ်။ကလပ်ဘရူးဆိုတာကသူတို့အိမ်ဝင်ဖြစ်ပြစေဦးတော့ဗောနော်။လက်ရှိအတင်းထက်ထက်စားလို့ရှိရင်တော့အများကြီးခက်ခဲတယ်။ဆိုတော့ဒီပွဲကတော့အမှားယွင်းမရှိဘိုင်ယန်ရဲ့ဘက်ကပဲကျွန်တော်သာအနိုင်ယူသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့တခုရှိတာကဘင်းစင်ကုမ္ပဏီကလူစရင်ဘလို့ထုတ်လာမလဲဆိုတာပဲ။ဒါပြီးလို့ရှိရင် weekend မှာကျွန်တော်သာပွဲတပွဲကစားပြီးတာနဲ့ international break နားပြီ။အဲ့တော့ဘိုင်ယန်ကဒီမတိုင်ခင်ဒီမှာတလွဲတွေဘာတွေလုပ်လိမ့်မယ်လို့တော့ကျွန်တော်မထင်ဘူးဗောနော်။ဆိုတော့ဘိုင်ယန်မြို့အတွက် ကျွန်တော်တက်နေတယ်မှာဂိုးပြတ်နိုင်နာမျိုးမြင်ရနိုင်ကြီးရှိတဲ့ပွဲမျိုးလို့ကျွန်တော်ယူဆတယ်။နောက်ထပ်တပွဲကဘူရူဂလင့်စ်နဲ့ကျွန်တော်သစပါတို့ရဲ့ပွဲပါ။နီးပြဖြစ်တဲ့တိုမက်စ်ဖရန့်ရဲ့အသင်းက stable ဖြစ်တဲ့အသင်းတစ်သင်းပြီးကျွန်တော်မြင်နေရတယ်။ပရီးမီးယားလိမှာလည်းပဲကျွန်တော်တရေပွဲတချို့ရှိထားတယ်ဆိုရင်လည်းဘလို့ပေါ့နော်။တကယ်ကောင်းတဲ့အသင်းလိုက် performance တွေခံစစ်ကြစ်လိမှုတွေကိုကျွန်တော်ပြထားနိုင်တဲ့ပွဲမျိုးအသင်းမျိုးပါ။ ဆိုတော့ Frank ရောက်လာပြီးမှဆိုရင်လူစင်းတွေအားဖြည့်ထားတဲ့စပါးကတော်တော်ကောင်းတဲ့ performance တွေကျွန်တော်ပြနေတာအဲ့ဒီတော့ကျွန်တော်တို့ဘယ်နော်လက်ရှိမှာ Blue Glimpse ကိုသူတို့အနိုင်ရဖို့အတွက်ကလည်းကြိုးပမ်းသင့်တယ်။ဒါပေမဲ့လို့ Blue ကပြီးခဲ့တဲ့ကျွန်တော်တို့ဘယ်နော်ဒီ Slavia Prague နဲ့ပွဲမှာဆိုလို့ချင်းတပတ်ကို2-0စီတီးကြအောင်ကစားထားတယ်။စပါးကတော့ကျွန်တော်တို့တီးတဲ့အချိန်မှာ Villarreal ကိုအိမ်ဝင်းမှာဘာမှတိတ်မဟုတ်ခဲ့တဲ့အချိန်ကြီးအုံကူတကူနဲ့သူတို့အနိုင်ရတယ်။ဒါပေမဲ့လို့6မှတ်ဟာအသုံးမှတ်ဟာ imminent အရေးကြီးခဲ့တဲ့ပွဲ ကျွန်တော်အင်မတန်ထိုက်တန်ခဲ့တဲ့ပွဲလို့ကျွန်တော်ပြောရမယ်ဒါပေမဲ့ဒီပွဲမှာဘူရိုဂလင့်ကိုသူတို့အနိုင်ယူနိုင်ဖို့ကျွန်တော်လိုပါတယ်တခုရှိတာကအဝေးဝင်းဆိုတော့စပါးအတွက်အရာရာကျွန်တော်လွယ်ကူမယ်လို့တော့ကျွန်တော်ပုံသေးတက်မှတ်လို့တော့ကျွန်တော်မရဘူးဒါပေမဲ့လို့ပေါ့နော်ဒါပေမဲ့လို့ကျွန်တော်ဒီ positive ကိုဂလူးလက်ထက်တုံးကားတောင်းမှဒီလိုပွဲမျိုးလေးနေနဲ့ကျွန်တော်ဒါဆိုလို့ရှိရင်ခက်ခက်ခဲခဲဖြစ်ပြီးမယ်လို့အနိုင်ရထားတာလေးဒီကျွန်တော်ရှိတယ်ဆိုတော့ဒီပွဲကလုံးဝကျွန်တော်ထက်ပြီးတော့အနိုင်ယူပြရအောင်ပဲပွဲမျိုးပါစပါးအတွက်ကျွန်တော်ကတော့ ဒီပွဲမှာစပါးထပ်ပြီးတော့အနိုင်ရဖို့အတွက်ကျွန်တော်မျှော်လင့်ထားတယ်မထင်မှတ်တဲ့ပွဲရလက်တီကတော့ပေါ်လာနေကြပါလေဆိုတော့စပါးအနေနဲ့လည်းနောက်ပိုင်းဒီမှာကျွန်တော်ပြင်ကြည့်ရင်ဒီဥပဟန်တန်ကိုမနေကန်ခဲ့ရတဲ့ပွဲဒီပါရီကဒါအာရဂျီနဲ့ဆရာရလက်မျိုးဒီကျွန်တော်ဟုတ်မနေပါဘူးသူတို့အိမ်ဝင်းမှာဆိုတော့လက်ရှိဘူရူဂလင်းစုပါတို့ကိုအိမ်ဝင်းမှာလက်ခံကစားမှာမဟုတ်တဲ့အတွက် ဘူရိုရဲ့ကွင်းမှာစပါတွေ့ပြဿနာကျွန်တော်တို့ထပ်ပြီးတော့မကြည့်ဘူးကျွန်တော်မျှော်လင့်ရမယ်။ဒါကြောင့်ဒီပွဲကတော့ဗောနစပါတွေ့အင်မတန်ခက်ခဲနိုင်တဲ့အခြေအနေမျိုးသို့တော်လည်းပဲနိုင်ပွဲကတော့ရက်လက်ချင်းချင်းနဲ့ပေါ်ဆောင်သွားနိုင်အောင်မယ့်အနေထိုင်မျိုးတွေကျွန်တော်ယူဆတယ်။ဆိုတော့တကယ်ကြည့်ကောင်းမဲ့ပွဲစဉ်ဒီကတပွဲကအက်တလက်တီကိုမက်ထရစ်နဲ့ဖရန်ဖက်တူရဲ့ပွဲပါ။အက်တလက်တီကိုကတော့ပွဲစဉ်1မှာသူတို့လေပါဦးသိန်းကိုအဝေးကွန်းမှာ3-2နဲ့သူတို့ရှုံးနေခဲ့တယ်။အဲ့ဒီပွဲစဉ်မှာသူတို့တုံ့ပြန်ပုံကောင်းခဲ့ပြီးမြင့်လေလို့ရှုံးနေသွားတယ်ဗောနော။အဲတစ်ဖက်ကဖရန်ဖက်ကကျတော့သူတို့အိမ်ဝင်းမှာ ကလာဒါစာရီလိုမျိုးအကြီးချင်းရှိကစားမတွေအများကြီးပါတဲ့အတင်းကို51ဆိုတဲ့ရန်လည်းနဲ့သူတို့အနိုင်ယူပြထားတာ။နောက်ဆိုတော့တော်တော်ကောင်းတဲ့ performance တွေကျွန်တော်တို့ front back မှာကျွန်တော်တို့ပြထားတယ်။ဒါတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဘလူးမန် front back ကိုပေါ့နော်။ဒါ short တွက်လို့မရဘူးဆိုတာကိုကျွန်တော်တို့ပြနေတာ။ front back ဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီကစားပုံအရာအလောက်ကြီးကြီးကျင်းနေစရာကောင်းတဲ့နေထိုင်မျိုးကျွန်တော်မဟုတ်ဘူးဆိုပေမဲ့လည်းလို့ပေါ့နော်။နောက်တန်းက robin coach တို့လိုမျိုးကစားမတွေ ကိုလင်းစတိုးလိုမျိုးပေါ့နော်ဂျာမနီလက်ရွေးစင်စားမားတွေကတော်တော်လေးအဆင်ပြေတဲ့တယ်မှာကျွန်တော်ပါတယ်။ကိုင်းလယ်မှာဆိုလို့ရှိရင်လာဆန်တို့ပေါ့နော်ကစားမားတွေကမစူးလို့ကျွန်တော်ပြောရတယ်ဗျာ။ဒါအပြင်ဒါအာရှကစားမားဖြစ်တဲ့ဒူဝန်တို့လိုကစားမားတွေလည်းကျွန်တော်ရှိနေတယ်။ဆိုတော့ဘာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်နေနဲ့ဒီအက်တလက်တီကိုမက်ထရစ်ကိုကောင်းကောင်းဒုက္ခပေးနိုင်တဲ့အခြေအနေမျိုးကျွန်တော်ရှိနေတယ်နော်ကောင်းကောင်းဒုက္ခပေးနိုင်တဲ့အခြေအနေမျိုးအဲ့တော့ကျွန်တော်လက်ရှိမှာဆိုလို့ရှိရင် Frankfurt ကိုသူတို့တွေဒါအနိုင်ယူဖို့အတွက်ကျွန်တော်ဒါကြိုးပမ်းရမယ့်အခြေအနေမျိုးပါ ဆိုတော့ကျွန်တော်လက်ရှိမှာအက်တလက်တီကိုရဲ့ဘက်ကတော့သူတို့ဒီ weekend မှာတော့ငါလဲ real madrid လို့အသင်းမျိုးကို၅ဂိုးပြည့်နဲ့သူတို့နိုင်တယ်၅ဂိုးပြည့်သူတို့နိုင်တယ် julian everest တို့ပါလို့ပါဝင်နေပြီဆိုကြတဲ့ကတကယ်ကောင်းတဲ့ performance တွေကျွန်တော်တွေ့နေရတယ် everest ကလည်းကျွန်တော်တတော်ကိုကောင်းတဲ့ကစားသမားပါ everest ကလည်းသူ့အညီထားနေကတတော်ကိုကောင်းတာအဲ့တော့ဒီမှာသူတို့ရှိရင်သူတို့အိမ်ဝင်ဖြစ်တဲ့အတွက်အက်တလက်တီကို madrid အညီနဲ့ပေါ့နော်၃မှတ်ရဖို့တော့ကျွန်တော်ကြိုးပမ်းမယ်အက်တလက်တီကို champions league မှာအမှတ်မရသေးပါဘူးဆိုတော့ဒီပွဲ သူတို့ဒီအနိုင်ယူနိုင်ဖို့ကျွန်တော်လိုတယ်။နောက်ကျတော့ Griezmann ကလည်းလက်ရှိအသက်အရွယ်ရလာပြီဆိုပေမဲ့လည်းသူ့ရဲ့အရေးပါမှုတွေကျွန်တော်မြင်နေရတော့မယ်။နောက် right wing right back ကကျွန်တော်သာ Marcus Llorente ဆိုလို့ချင်းတအားကောင်းတဲ့တွေမှာကျွန်တော်ပါတယ်။တအားကိုကောင်းတယ်ကျွန်တော်တို့သာနော်။နောက်တက်မှာလည်းဒါလင်းလက်တို့ဘာတို့ကလည်းဒါ stable ဖြစ်တဲ့ performance တွေကျွန်တော်ပြနေပြီပေါ့လေ။ဒါကြောင့်ကျွန်တော်ကတော့ Atletico နေနဲ့နိုင်ပွဲတွေဘာတွေထပ်ပြီးတော့ဘောနော်မြင်နိုင်ဦးမယ်လို့ကျွန်တော်ထင်တယ်။ဒါပေမဲ့ Real Madrid ပွဲနေကပုံစံလိုမျိုးဂိုးပြတ်ဖို့တော့ကျွန်တော်မမြင်ဘူး။ဒီကုရောဘယ်လိုမြင်ကြလဲ။ 所以，兄弟们，阿拉们今天咪来一起嘞！